လူလင်းထရဲ့ပတ်တောင်ကြောင်းအသက်အန္တရာယ်နဲ့ပြိုင်ဘက် time fighter ကရင်ဆိုင်ကြုံတွေ့ခဲ့ရပါ ड़ी ညတော်ကလူလင်းထနဲ့ပြိုင်ဘက် time fighter ရဲ့ပွဲကို one champion ရှိရဲ့ထိုင်းနိုင်ငံဥက္ကဋ္ဌကလေဝင်လာမှာပြီးအသည့်အကြောင်းကိုစောင့်ကြည့်နေခဲ့တာလေးဖြစ်ပါ ड़ी သူကတော့သူတစ်ဖြစ် one year one friday fights ပြိုင်ပွဲတွေကိုကြီးကြပ်ပြီးတော့တာဝန်ယူထားရတဲ့သူပါပြီးတော့သူက one championship မှာ chatry ပြီးလို့ရှိရင်အကြီးဆုံးရာထူးပါပဲ ညကသွေးလင်းထက်ပွဲသိမ်းအပြီးမှာတော့အတော်လေးကိုအောင်းအောင်းမြင်သက်သွားတဲ့ပုံရပါတယ်နော်သွေးလင်းထက်ပွဲသိမ်းပြလိုက်တာနဲ့လုံးဝကြီးကိုနော်အောင်းအောင်းတဲ့ပုံစံမျိုးဝင်ပြီးသားမှာနော်ကြည်ပြီးတော့ချက်ချင်းပဲဒါကလုံးဝကိုအနေအများလုံးတာဖြစ်တဲ့တော့ပွဲကိုချက်ချင်းပဲဥက္ကဋ္ဌကြီးကရက်ခန်းလိုက်ရတာပါဒါအင်မတန်မှအနေအများပါတယ်ဟုတ်ပါတယ်ဒါကြောင့်တေချာစဉ်းစားကြည့်မယ်ဆိုရင်သွေးလင်းထက်ကိုညတော့ကသူ့ရဲ့ performance ကြောင့် World Champion ရှိတဲ့လူကြီးတွေအကုန်လုံးကသတိထားမိသွားကြပါပြီ။ WNCO Chelsea Grand ကလည်းတွင်းလင်းထက်ရဲ့ပွဲကိုနော်ကိုမင်းအောင်မှာဝူးဆိုပြီးတော့နော်အရန်ကိုအောင်းအောင်းသွားပြီးပုံစံနဲ့ Red လို့သွားခဲ့တယ်လို့အခုထိုင်းနိုင်ငံရဲ့အုံထားကလည်းတွင်းလင်းထက်ရဲ့ညာ performance ကို Gwinner ကနေပဲလုံးဝအောင်းမြင်သက်သွားခဲ့ပြီးတော့ပြိုင်ဘက် Time Fighter တည်သွားနိုင်တာကြောင့်နော်ချက်ချင်းပဲပွဲကိုရက်ခံလိုက်ရတာပဲဖြစ်ပါတယ်။အလောက်တက်တီကိုတွင်းလင်းထက်ကချမ်းတာပါပြီးတော့ One Championship Facebook Page မှာ မင်းညကရှင်ပြိုင်သွားနေ fighter ရရဲ့ပွဲတွေကိုတင်ဆက်တဲ့เนาะပြန်လည်ပြီးတော့ video အနေနဲ့ပြန်လည်တင်ပေးလိုက်တဲ့ခါမှာလေဒါ training tech ရဲ့ပွဲကတော့3 million เนาะเนาะ view ရရှိသွားမှာဖြစ်တဲ့အတွက်တော်တော်လေးကိုကျန်းတဲ့เนาะကျွန်တော်တို့ reach ပြည်သူတွေအာယုံစူးဆိုင်မှုကျွန်တော်တို့ world championship ရဲ့လူကြီးတွေအာယုံစူးဆိုင်မှုကိုရရှိသွားပြီလေဖြစ်ပါတယ်